မင်္ဂလာပါရှင်ဘာမကိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကဲမလူမျိုးနဲ့အုံတော်ရွာပြူစောတီကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုပြူစောတီနှစ်ဦးသေဆုံးပြီး6ဦးအရှင်ဖမ်းပြီးလက်နက်ခွနလက်နဲ့ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကဲမလူမျိုးနဲ့အုံတော်ရွာပြူစောတီကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာပြူစောတီနှစ်ဦးသေဆုံးပြီး6ဦးအရှင်ဖမ်းပြီးကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဤ ထုတ်ပြန်ချက်တွင်အဆိုပါစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သောရဲဘော်အချို့ဤပြောဆိုချက်အရသိရှိရပါသည်။ရှမနီအော်တိုဘာလတရက်နေ့ညစင်နိုင်ဝင်းချင်ကကမ်ဘလူမျိုးနဲ့ထန်းကုန်းနှင့်ထန်းပင်ရွာကြရှိအုံတော်ရွာပြူစော်တီကင်းစခန်းအားပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်ဖွဲ့မှအလေးအငိုက်လျှက်တပြက်ပျောက်ကြားနီးစနစ်ဖြင့်ဝင်းရောက်တိုက်ခိုက်ခဲ့ရာပြူစော်တီနှစ်ဦးသေဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရပါသည်။အုံတော်ရွာကပြူစော်တီကောင်းဆောင်ဘွားတော်ဝရဲ့လူတွေအ திக ကြီးဆိုတဲ့နေရာ အခုတိန်းနာကကင်းစခန်းကိုတိန်းနာပေါင်းရွာကိုတော့တိန်းဖို့အများကြီးပြင်ဆင်ရမယ်။နောက်ပြီးအုံတော်ရွာမှာကအမှတ်6000ကတင့်ကားတက်ရင်လည်းရှိနေတယ်။စီလုံးညို့မှုနဲ့တိုက်ခိုက်ရင်အောင်းနိုင်တယ်ဆိုတာတတ်တယ်လေဖြစ်တယ်။ရှေးလျှောက်အောင်ပွဲတွေလာအောင်မှာပါ။ပြည်သူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားနဲ့ရှေ့ဆက်ကြမယ်ဆိုတာပြောချင်တယ်ဟုတိုက်ခိုက်ရေးတွင်ပါဝင်ခဲ့သောတော်လှန်ရေးရဲဘော်တအူးကပြောဆိုပါတယ်။ ထို့ပြင်ပြူစောတိများကင်ဆောင်အသုံးပြုသော G3 အမျိုးအစားတနတ်၃လမ်း၊ကားပိုင်အမျိုးအစားတနတ်၂လမ်း၊ပြောင်းချောတနတ်၂လမ်းနဲ့ခရိုင်ပစ္စည်းအချို့တင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကကံဘလူခရိုင်ပကဖလှုပ်ရှားရေးတရင်ကံဘလူခရိုင်အမှတ်၃ PDF တရင်နှင့်နေမြေကန်ပကဖများမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကံရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတနင်္သာရီမြို့နယ်တင်ခွန်ရွာရှေ့တန်းတိုက်ပွဲအတွင်းမှထွက်ပြေးလာသောစစ်မှုထမ်းတပ်သား6ဦးအလင်းဝင်နေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တင်ခွန်ရွာရှေ့တန်းတိုက်ပွဲအတွင်းမှထွက်ပြေးလာပြီးစစ်မှုထမ်းတပ်သား6ဦးအလင်းဝင်ခဲ့ကြောင်း KNU မိတ်တဝဲခရိုင်ပြည်သူ့ဆက်ဆံရေးနှင့်တရင်ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်စက်တင်ဘာလ30ရက်နေ့တနင်္သာရီမြို့နယ်တင်ခွန်ကျေးရွာအနီးတိုက်ပွဲအတွင်းမှစစ်မှုထမ်းတပ်သား၄ဦးထွက်ပြေးလာကာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလီတရင်စစ်ထစ်ထံသို့ အလင်းပွင့်ခဲ့ကြောင်းထို့ပြင်ယမန်နေ့အောက်တိုဘာလ၁ရက်နေ့ကလည်းစစ်မှုထမ်းတပ်သား၂ဦးထပ်မံထွက်ပြေးလာပြီးအလင်းပွင့်ခဲ့ကြောင်းသိရပါတယ်ထို့သောအလင်းပွင့်ရောက်ခဲ့သူများသည်အကြံဖက်စစ်ကောင်စီတပ်ခလာရ280တရင်မှစစ်မှုထမ်းတပ်သားများဖြစ်ပြီးအကြံဖက်စစ်တပ်ကအတင်းအဓမ္မဖမ်းဆီးကစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံရသူများဖြစ်ကြောင်းစစ်မှုထမ်းတင်နန်းဆင်းပြီးနောက်တိမ်ခွန်ကြီးရွာရှေတန်းစစ်မြေပြင်သို့ပို့ဆောင်ခံရခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သို့ထွက်ပြေးလာပြီးအလင်းဝင်ရောက်ခဲ့သူများသည်လက်နက်မဲ့ထွက်ပြေးလာခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစီခံရသည့်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အတွင်မှတပ်သားများအနေဖြင့်နီးစပ်ရာတော်လှန်ရေးတပ်များထံသို့ရာရာနီးဖြင့်လက်နက်ချအလင်းဝင်ပူးပေါင်းကြပါရန် KNU ၊ကရင်မျိုးသားအစည်းအရုံးကတိုက်တွန်းထားပါသည်။ဆလပီနမတူမျိုးပေါ်အမှတ်ရှိရက်ကွက်ဖုံကြီးကြောင့်နဲ့လူနေရက်ကွက်ပေါ်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုပြည်သူ၃ဦးသေဆုံးပြီး၈ဦးထဏ်ရာရမန်တုံမျိုးကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကတင်ပိုက်ထားသောနံပါတ်2မျိုးပေါ်အမှတ်၈ရပ်ကွက်ဖုံကြီးကျောင်းနှင့်လူနေရပ်ကွက်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့အောက်တိုဘာလ၂ရက်နေ့နနက်9:23မိနစ်ဝန်းကျင်အချိန်စစ်တပ်ကနံပါတ်2မျိုး အမတ်ရှိရက်ကွက်ပုပ်ပါယုံဖုံးကြီးကြောင့်အနည်းနဲ့လူနေရက်ကွက်ပေါ်တို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲကြခဲ့ကြောင်းဘုံကျဲကြမှုကြောင့်ပြည်သူတို့ဥပွဲချင်းပြီးတည်ဆုံသွားခဲ့ပြီးကလေးငယ်များအပါအဝင်ပြည်သူရှိဦးမှဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒါကနမတူမျိုးပေါ်ကိုပထမဆုံးဘုံကျဲချတာပဲ။ကျဲတာတော့တိုက်လျင်နဲ့ကျဲချသွားတာပေါင်900ဘုံလို့ထင်တာပဲ။ပောက်ကွဲမှုရောပောက်ကွဲတန်ရောအရင်ပြင်းထန်နေ။လောလောဆယ်တော့၃ဦးကတော့ပွဲချင်းပြီးဆုံနေ။ဒဏ်ရာရတာတွေမှလည်းဒဏ်ရာပြင်းတာပါတယ်။နေအိမ်ရှင်းလုံးပြည့်စည်ပါတယ်ဟု နံပါတ်2မြို့မှဒေသခံပြည်သူတို့ကရှင်းပြပါတယ်။ထို့ပြင်စစ်တပ်ကမန်တုံမြို့ရှိရခိုင်စစ်ကောင်စီဤခလာရ130တရင်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲချသွားခဲ့ကြောင်းလက်တလုံးပုံကျဲမှုကြောင့်ထိခိုက်ဒေဆုံးမှုတရင်အခြေအနေမသိရှိရသေးကြောင်း TNL တရင်ရင့်မြစ်တစ်ခုမှသိရပါတယ်။ TNLE ထုတ်ပြန်ချက်တွင်မူယနေ့နက်9:23မိနစ်အချိန်နံပါတ်2နှင့်မန်တုံမြို့တွင်စစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်ဘုံများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နောက်ဆက်တွဲထိခိုက်ပျက်စီးမှုကိုဆက်လက်တရင်ထုတ်ပြန်ပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ဆက်လက်ပြီးစကိုင်းမြို့တွင်စစ်ပေးရှောင်ဖြစ်သူများကိုမိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ပြီးရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရန်နှင့်မဲစရင်စစ်ရင်စစ်တပ်ကဖိအားပေးမဲမပေးလျင်ရွေးကောက်ပွဲနှောင့်ယှက်ဟန်တာသည့်ဥပဒေဖြင့်အရေးယူမည်ဟုချိန်ချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းမြို့တွင်စစ်ပေးရှောင်ဖြစ်သူများကိုမိသားစုတစုလျင်ငွေချက်6000ထောက်ပံ့ပြီးရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရန်နှင့် မဲစရင်စစ်ရန်စစ်တပ်ကချင်းချောက်ဖိအားပေးလာကြောင်းမွေကြီးလက်ခံရရှိခဲ့သောစစ်ပေးရှောင်မီသားစုတို့ကသတင်းဌာနကိုပြောကြားပါတယ်စက်တင်ဘာလ28ရက်နေ့မှစက်တင်ဘာလ30ရက်နေ့အထိစစ်ပေးရှောင်ရန်အတွက်စကိုင်းမြို့တွင်ရောက်ရှိနေထိုင်ကြသောမိသားစုများကိုစစ်တပ်ကရွှေမင်းဝင်ရက်ွက်အုပ်ချုပ်ရေးမှူးရုံးများသို့ခေါ်ယူကြောင်းရင်းနှောင်းမိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ခြင်းအဖြစ်ပေးအပ်ကြောင်း ထို့သို့ပေးအပ်ရာတွင်လာမည့်ရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရမည်ကိုသိရှိကြောင်းလက်မှတ်ရေးထိုးရပြီးမင်းစင်းများကိုလည်းစစ်ဆေးရန်သဘောတူညီသည်ဟုလက်မှတ်ရေးထိုးကြောင်းသိရပါသည်ရွှေမင်းဝင်ရက်ကွက်မှာရောက်နေတဲ့စစ်ပေးရှောင်မီသားစုအချို့ကိုစစ်တပ်ကတအိမ်တောင်းလျင်ချက်ချောက်တောင်းပေးတယ်။အစင်းစာအုပ်နဲ့ထောက်ပံ့ကြေးထုတ်ရတယ်။အဲ့ဒီမှာမဲပေးရမယ်။မဲစရင်စစ်ရမယ်ဆိုတာသိရှိကြောင်းလက်မှတ်ရေးထိုးရတယ်။ရွေးကောက်ပွဲမှာဆန္ဒမဲပေးဖို့လေသဘောတူတယ်ဆိုတာကိုလက်မှတ်ထိုးခိုင်းတယ်ဟုစစ်ပေးရှောင်မီသားစုဝင်တအူးကပြောဆိုပါတယ်။ စစ်ပေးရှောင်မိသားစုများ၏ထောက်ပံ့ကြေးထုတ်ယူမှုကိုရက်ွက်အုပ်ချုပ်ရေးမှူးများမှတက်ဆင့်ထုတ်ယူရပြီးငွေကျပ်6000ကိုအပြည့်အဝမရကြောင်းအစည်းအဝေးစရဲ့အဖြစ်လူတအုပ်လျင်ငွေကျပ်9000ပြန်လည်တောင်းယူသည်ဖြင့်လူဦးရေများသောအိမ်များတွင်ထောက်ပံ့ကြေး6000ကိုရက်ွက်ရုံတို့အစည်းအဝေးအဖြစ်ပြန်လည်ပေးသွင်းရကြောင်းသိရပါသည်စစ်ပေးရှောင်မိသားစုတွေကိုတအိမ်တောင်ထောက်ပံ့ငွေ6000ပေးပါတယ်။မဲထည့်ရမယ်၊မဲစည်းရင်စစ်ရမယ်။ဒါပေမဲ့ရက်ွက်ယုံကအစည်းအဝေးကျဆိုပြီးတအိမ်တောင်ငွေကျပ်9000ပြန်တောင်းသွားတယ်။ ူဦးရေများတဲ့အိမ်ဆိုရင်ထောက်ပံ့ကြေးကိုအစင်းကြေးအဖြစ်ပြန်ပေးလိုက်ရတာအတိကမဲပေးရမယ်မဲစင်းစစ်ရမယ်ဆိုတာသဘောတူရတယ်အဲ့ဒါကိုလေယာအိမ်မှုတွေကသူ့အပိုင်အလိုက်စရင်မှတ်ထားတယ်ကျွန်တော်တို့ကတော့ယာအိမ်မှုထွန်းထွန်းဝင်းအပိုင်မှာနေတာဒုက္ခတဲ့စစ်ဆောင်ပြည်သူတွေကိုထောက်ပံ့မယ်ဆိုပြီးတော့မတရားမဲပေးခိုင်းတဲ့လုပ်ရမျိုးပဲမဲမပေးရင်ရွေးကောက်ပွဲနောက်ဆက်ဖြတ်စည်းသူများဥပဒေနဲ့အရေးယူလို့ရတယ်ဟုချိန်ချောက်တယ်ဟုစစ်ပေးရှောင်မီတာစုကရှင်းပြပါတယ် စစ်တပ်ကဇူလိုင်လ29ရက်နေ့တွင်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုကြားထန်ခဲ့ပြီးယင်းဥပဒေဤပုံမှန်23ကကြီးမှရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စဉ်သို့မဟုတ်လုပ်ငန်းစဉ်ဤတစိုက်တဒေတာကိုဖြစ်စဉ်ပြပြစီရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုဤသည့်နည်းနည်းမျှမပြုရပေအဆိုပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြမှုထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကိုထောင်နဲ့အနည်းဆုံး၃နှစ်မှအများဆုံး9နှစ်အထိချမှတ်ရမည်အပြင်ငွေရန်လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်။ပြင်ဦးလင်ကပါစာ24တွင်မြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မင်းဆိုင်တုံးစီမံချက်အတွက်ညီအီက60ကျော်သိန်းယူမင်းအောင်လိုင်ဤလူယုံမုံမြင့်ဆွေကကထုတ်အရာရှိဖြစ်လာပြီးနောက်ညီသိန်းယူမှုဖြစ်ပွားတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းပြင်ဦးလင်မြို့နယ်ကျွဲနွားထောက်ကျေးရွာအုပ်စုရှိညီအီက60တသမ32ကျော်ကို ဆက်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ယုံကာပါစ24အတွက်သိမ်းယူလိုက်ပြီးရင်းမြစ်နေရာမှာမြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မစ်ဆိုင်းတုံးစီမံချက်အတွက်လာရောက်မည်မြောက်ကိုရီးယားပညာရှင်များတဲကိုနိုင်ရေးအဆောင်များစောက်လို့ရန်ဖြစ်ကြောင်းစီဒီအန်ဘူကြီးစင်ရောကပြောဆိုပါရယ်အကြံဖက်မင်းအောင်လိုင်၏လူယုံဖြစ်သောဘူဂျုံမူမြင့်ဆွေကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်ဒုတိယဘူဂျုံကြီးရာတို့ဖြင့်တိုးမြင့်ခန့်လိုက်ပြီးနောက်ပြင်ဦးလွင်မြို့နယ်ကာပါစ24အတွက်ရေအေက60ဒသမ32ကိုစတင်သိမ်းယူလာခြင်းဖြစ်ကြောင်း ပြည်သူများနေထိုင်သောရွာမြေကိုစစ်တပ်ကလက်နက်ထုတ်လုပ်ဆက်ယုံအတွက်သိမ်းယူခြင်းဖြစ်ပြီးရင်းနေရာတွင်မြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုဆောင်များဆောက်လုပ်ရန်ဖြစ်ကြောင်းသိရှိရပါသည်ပြင်းဦးလွင်အနီးစခန်းနားမှာတံမတိဆက်ယုံရှိတယ်။အဲ့ဒီတံမတိဆက်ယုံရဲ့နောက်မှာတင်နန်းကျောင်းလေးတစ်ခုရှိတယ်။တင်နန်းကျောင်းရဲ့သွတ်စည်းကျိုးရဲ့ဒီဘက်မှာကျွင်းရွားတောင်ဆိုတဲ့ရွက်ွက်ရွာလေးရှိတယ်။အဲ့ဒီရွာကမြေကိုသိမ်းတဲ့အနေထားမျိုးပဲဗျာ ရေအေက60သိန်းနဲ့ဆိုတော့စက်ယုံအတွက်တော့မဟုတ်ဘူးဗျ။ဘာဖြစ်မလဲဆိုတော့မြောက်ကိုရီးယားနဲ့အလုံးလုံးမဲ့စက်ယုံကပ္ပစာ24ဆိုတာကတာရိုပစ်တာလက်ပစ်လောင်စာအခဲနဲ့ပစ်တဲ့မစ်ဆိုင်းစက်ယုံဒါပေမဲ့ဦးသိန်းစိန်လက်ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြည်ပခါဖြစ်မှာဆိုလို့ဆိုပြီးရှက်လိုက်ရတာအဲ့ဒါကိုပြန်ဆမဲ့သဘောပဲဒါပေမဲ့အေက60နဲ့ကဘာမှလုပ်လို့မရဘူးမြောက်ကိုရီးယားတွေလာရင်ဂျာစကန် guest house လိုမျိုးရှိတ်တာလိုမျိုးလုပ်မယ်အနေထားမျိုးလိုပဲမှန်းဆရပါတယ်ဟု CDM ဘိုကြီးစင်ရောကပြောဆိုပါတယ်